ဘုံတိုင်းကြားကပြစ်စည်းသွားတဲ့တင်းမော့ကိုသစ္စွန်ဆံပြခဲ့စေခဲ့တဲ့ဖြစ်ရမှာဇာလန်လီရဲ့ဆက်မှာတော့1950ခုနှစ်နိုဝင်ဘာလမက်ဆာချူပြည်နယ်မှာပါနီနဲ့ဂက်ဆိုတဲ့မျိုးသားနှစ်ယောက်ကမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံမှုချင်းထားတဲ့အတွက်ရောက်လာခဲ့ကြပါသည်ပါနီကမီရန်နဲ့လာပေါင်းများစွာစာဆက်သွယ်လုပ်ခဲ့ပေမဲ့လူကိုယ်တိုင်မတွေ့ဆုံဘူးသေးတဲ့အတွက်သွေးကြောင်နေခဲ့ပါသည်သူတို့တွေးဆောင်ကြတဲ့အချိန်မှာတော့ဘာနီကမီရီယန်ရဲ့အလှတရားကိုမျက်ဝါးထင်ထင်မြင်တွေ့သွားခဲ့ပြီးသူတို့နှစ်ယောက်ကလည်းချက်ချင်းကိုယဉ်ကြည့်သွားခဲ့ကြပါသည် ဒီနောက်မှာတော့သူတို့လေးယောက်ကရက်ဆိုင်ကိုသွားပြီးတော့တညာလုံးတောက်စားပျော်ပါခဲ့ကြပါတယ်။ဆိုင်မှာတော့သူတို့ကလေငယ်လေးစီးနင်းရတဲ့စိတ်လှုပ်ရှားစရာတွေ့ကြုံတွေကိုပြောခဲ့ကြပါမိ။မေရီယန်ကပင်လယ်ထဲသွားရမှာကြောက်နေခဲ့ပါတယ်။အဲဒါကြောင့်ကမ်းခြေဆောင်တပ်ဖွဲ့ဝင်ဖြစ်တဲ့ပါနီကသူ့မိတ်ဆွေတယောက်စီကနေလေတစင်းငါးဖို့ဆုံးဖြတ်လိုက်ပြီးတော့သူ့မိတ်ဆွေကလည်းလေကိုငါးပေးခဲ့ပါတယ်။အရီယန်ကစေးလို့ရှားသွားပြီးတော့ဘာနီကိုနမ်းပေးကလေပေါ်တက်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့1952ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာ ဘာနီနဲ့မီရီယန်တို့ကပွဲတစ်ခုမှာပြပွရှင်ရဲ့ကနေလဲကြပါတယ်။ကနေကြတော့မီရီယန်ကဘာနီကိုသူ့ကိုလက်ထပ်မှာလာလို့မေးလိုက်ပေမဲ့လည်းမတင်မှပင်နဲ့သူကငင်းဆန်ခံလိုက်ရပါတယ်။အဲအကြောင်းဒေါသထွက်သွားတဲ့မီရီယန်ကအပြင်ကိုထွက်သွားတဲ့အခါမှာတော့ဘာနီကလိုက်သွားပြီးတော့သူ့လို့ရဲ့အန်နီယရီနဲ့ဂျိုတင်ခံမရခဲ့တဲ့မုံတိုင်းထန်တဲ့ယာသည့်ဥရိုတွေကြောင့်လက်ထပ်ဖို့မစင်းစားတာဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်။သူအိမ်ပြန်မလာတော့တာမျိုးတောင်ဖြစ်နိုင်ကြောင်းကိုလည်းပြောပြခဲ့ရပါတယ်။ အဲဒါကြောင့်မီရီယန်ကသူ့ကိုပင်လယ်ကိုကြောက်တာလားဒါမှမဟုတ်အိမ်တော်ပြူရမှာကိုကြောက်တာလားလို့မေးခဲ့ပါတယ်။စဉ်းစားပြီးတော့ဘာနီကမီရီယန်ကိုဆုံးရှုံးမခံနိုင်မင်းနဲ့လက်ထပ်ချင်းကြောင်သဘောပေါက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကမင်္ဂလာပွဲကိုအေဘီလာ16ရက်နေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒါမှမဟုတ်လည်းဘာနီကသူ့ရဲ့လုပ်ငန်းဆိုင်ရာစီးမင်းတွေရအထက်ရရှိစီကခွင့်ပြုချက်တောင်းရမယ်အကြောင်းကိုတော့ပြောခဲ့ပါတယ်။ရဲအနေငယ်ကြမှာတော့ Maxa Chuset ပြင်းတဲ့ Chatham မြို့ရဲ့အရှေ့မြောက်ဘက်9မိုင်ကွာမှာ ပန်ဒေတန်လို့အမည်ရတဲ့စီတင်သင်္ဘောကြီးတစ်စင်းကအားကောင်းတဲ့မုန်တိုင်းကြားမှာခက်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 ရွက်လန့်နေကြရပါတယ်။အစမှာတော့ဂျင်နီတွေကပုံမှန်ပိုင်းဖြစ်နေခဲ့တဲ့အတွက်သင်္ဘောသားတို့အားယူကြရင်နဲ့တချို့ကအိပ်ပျော်နေခဲ့ကြပြီးဓမင်းချက်တွေကတော့မိဖို့ကြောင့်မှစကားပြောနေခဲ့ကြပါတယ်။ရုပ်ရည်သင်္ဘောကြီးဟာပြင်းထန်တဲ့တုံကာမှုကိုကြုံတွေ့လိုက်ရတဲ့နောက်မှာတော့အရာဝတ္ထုတွေကကျမ်းမြေပေါ်လွင့်စင်ကုန်ကသင်္ဘောသားတို့ကလည်းအိယာပေါ်ကနေပြုတ်ချခဲ့ကြပါတယ်။သင်္ဘောကိုယ်ရံမှာလည်းအပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားတဲ့အတွက်လိုင်းတွေကိုရင်ဆိုင်နေရတဲ့သင်္ဘောကြီးကအရှိန်လျော့သွားခဲ့ပါတယ်။ မကြခင်မှာပဲလိုင်းကြီးတွေကြောင်းတင်မောကြီးကတင်းဆောင်သွားပြီးတော့တင်မောကိုရီဟာလည်းရုတ်တရက်နှစ်ပိုင်းကိုပြတ်သွားခဲ့ပါတယ်။ကန်းကြီးဆောင်တက်စကန်မှာဘာနီနဲ့သူ့ရဲ့လုပ်ဖော်ဂိုင်းဘက်တွေကပျက်စီးသွားတဲ့ former စာဆိုတဲ့တင်မောတစင်းကြောင်းရေဒီယိုကနေနားထောင်နေကြပါတယ်။ Boston နဲ့ Nandu ကကကယ်ဆယ်ရေးအဖွဲ့ကသွားရောက်နေပြီးဖြစ်ကြောင်းသူတို့ကသိလိုက်ရပြီးတော့ဘာနီလုံးလုံးနေတဲ့ချက်တန်းကစကန်ကိုလည်းလမ်းခေါ်တော့မဲ့အကြောင်းကောလာဟလာတွေထွက်လာခဲ့ပါတယ်။ အပြင်မှာတော့ဒနာရီကီလိုမီတာ80မှ100အထိကိုလေတိုင်လုံးရှိတဲ့မုန်တွေကပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်နေခဲ့တာပါ။ဒီချိန်ထဲမှာပဲဘာနီကသူ့ရဲ့တမ်ဘိုကလပ်စီသွားပြီးတော့လက်ထပ်ဖို့ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ကလပ်ကတော့သူ့ကိုဝီယမ်ဆိုင်ပင်နဲ့အဖွဲ့ကိုချက်ချင်းစုဝေးဖို့မေးပေးကကယ်ဆယ်ရေးမရှင်တွဲဈေးကန်းကိုသွားပြီးတော့အားဖန်လီတစည်းကိုစစ်ဆေးဖို့ညွှန်ကြားခဲ့ပါတယ်။ဘန်နတန်တင်မောပေါ်မှာတော့အသက်ရှင်ကျန်ရစ်တဲ့တင်မောသားတွေကဘေးကင်းမှုစုတောင်းနေခဲ့ကြပါတယ်။တင်မောကြီးကနှစ်ပိုင်းပြတ်သွားခဲ့ပြီးတော့တောဘက်ကမုန်တိုင်းထဲမှာမျောပါသွားခဲ့ရပါဖြစ်ပါတယ်။ ဘာရောင်းလို့ခေါ်တဲ့တင်းပေါ်သားတယောက်ကခဲစေးလေးကိုရေထဲချဖို့တောင်းဆိုခဲ့ပေမဲ့ကပတင်ကတော့လင်းငယ်လေးဟာဒီလိုကြမ်းတမ်းတဲ့ပင်လယ်ပြင်မှာဆုံးဆုံးမြို့သွားမှဖြစ်ကြောင်းပြောကငင်းဆန်ခဲ့ပါတယ်။သူတို့ရဲ့ SOS ချစ်ပြတဲ့ရေဒီယိုတွေကပျက်စီးနေတဲ့အတွက်ဘသူနဲ့မှဆက်သွယ်မရနိုင်တော့ဘဲနဲ့မုံတိုင်းတင်းမှာပြိမိနေကြရပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ကပင်ဟာဒီလိုချင်းနေမျိုးကိုအကြိမ်ကြိမ်ရင်ဆိုင်ပူးတဲ့စိုက်ဘတ်ဆိုတဲ့တင်းပေါ်သားတယောက်စီကိုလှည့်ပြီးတော့သူ့ရဲ့မြင်ကိုမိခဲ့ပါတယ်။အတက်ကလေးကလူကိုဦးပဲဆန်ပြီးတော့မုံတိုင်းထဲမှာချက်ချင်းမောက်သွားနိုင်တဲ့အတွက်အသုံးပြုဖို့မဖြစ်နိုင်ကြောင်းစိုက်ဘက်ကထောက်ပြခဲ့ပါတယ် ဒါပေမဲ့လည်းပြစည်းသွားတဲ့တင်မောကြီးကတော့၄၅နာရီလောက်အထိကိုဆက်ပြီးတော့မျောနေအောင်မှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့စိုက်ဘက်ကအစီအစဉ်တစ်ခုကိုထုတ်ပြောခဲ့ပြီးသူတို့ကတံမဏိဂျိုရန်နဲ့ဂျိုးတွေကိုအသုံးယူပြီးတော့တင်မောရဲ့ပဲ့ကိုလွင်ရားနဲ့ရွှေ့ကဗန်နန်တန်ကိုနီနာကကြောက်တန်းစီကိုရောက်အောင်သွားစီမှာပဲဖြစ်ပါတယ်။အဲဒီကိုရောက်ရင်တော့သူတို့ကတင်မောကိုမြေပေါ်ရောက်အောင်မောင်းပြီးခရီးနဲ့မဟုတ်ကအကူညီတောင်းခံနိုင်မှာပဲဖြစ်ပါတယ်။တင်မောသားတွေကဒီစီဇန်ကိုလှုပ်ဆောင်ဖို့သဘောတူခဲ့ကြပေမဲ့ဘာရုံးကတော့ကောင်းမှနေခဲ့ပြီးတော့နားလည်မှုလွဲနေခဲ့ကြပါတယ်။ တို့ညင်းခုန်နေတော့မှပဲရေဒီယိုကရုတ်တရက်ပြန်ဆက်သွယ်ရမိခဲ့ပြီးတော့ former sa ဆိုတဲ့နောက်ထပ်တင်မော်တစ်စင်းလည်းပြည်စည်းသွားတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့တွေရောက်နေပြီဖြစ်ကြောင်းသတင်းရခဲ့ပါတယ်။ဘန်နတန်ကအကူအညီရအောင်သူလည်းရောက်လာဖို့ကိုစောင့်ရအောင်မှဖြစ်ကြောင်းကြောက်လန့်နေတဲ့တင်မော်သားတွေကသဘောပေါက်သွားခဲ့ပြီးသူတို့ကကယ်တင်ရမှာမဟုတ်ဘူးလို့ယူဆခဲ့ကြပါတယ်။ဘာနီကတော့မီရီယန်နဲ့ပုံပြောနေခဲ့ပြီးတော့ကလပ်ကိုခွင့်ပြုချက်တောင်းပြပြီလားလို့မီရီယန်ကမေးခဲ့ပေမဲ့လည်းအခွင့်မသာသေးတဲ့အကြောင်းပြောကသူကဖုန်းကိုရုတ်တရက်ချပစ်ခဲ့ရပါတယ်။ တကယ်တော့ကလကအဖွဲသားအားလုံးကိုစေကမ်းမှာရှိတဲ့ CG 36500တင်းမောနဲ့ NAN2 တက်ရဲ့အရှိဘက်30ကီလိုမီတာအကွာမှာရှိတဲ့ Former Sa ကိုကယ်ဆယ်ဖို့ခီးနေရမှာဖြစ်ကြောင်းမေးပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမုန်တိုင်းထန်နေတဲ့အခြေအနေမှာအကုန်လုံးကပင်လယ်ထဲမှာတည်ဆုံသွားနိုင်တဲ့အတွက်တင်းမောသားအားလုံးဒီဘက်ကတော့သွားဖို့ညှဉ်းဆန်းခဲ့ကြပါတယ်။သူတို့ကနည်းနည်းလေးပုံနေပေမဲ့လုံခြုံမှုနဲ့စိတ်စိတ်ကံက CG 36383တင်းမောကိုယူဖို့အကြံပေးခဲ့ကြပါတယ်။ဒီနောက်မှာတော့ကလကဘာနီကိုဖွဲ့ဝင်အုပ်နဲ့တူစိတ်ကံကိုသွားပြီးတော့ခြေနေကိုစုံစမ်းဖို့မေးပေးခဲ့ပါတယ်။ ရဲဘဲခွင့်မရှိတဲ့ဘာနီကတော့သဘောတူခဲ့ရပြီးတော့အမျိုးသားညောင်းတဲ့တူထောက်ခွာသွားခဲ့ပါတယ်။တချိန်ထဲမှာပဲပန်နန်နာပေါ်မှာစိုက်ဘက်နဲ့သူ့ရဲ့လုပ်ဖော်ကင်ဝဲတွေကလူဝင်ရမလုံလောက်တဲ့ကိုရိုင်းမောင်းနေတဲ့ပဲ့ကိုပြန်လဲတက်ဆင်ဖို့ရုန်းကန်နေခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Brown ကတင်ပေါ်ပေါ်မှာလူစုပြီးတော့အသက်ငယ်လေးနဲ့ထွက်သွားတော့မယ်ဆိုတာကိုစိုက်ဘက်တယောက်သိလိုက်ရပါတယ်။အဲဒါကြောင့်သူကဒေါသထွက်သွားခဲ့ပြီးပစိန်တိုင်းကကုန်းဘက်စီကိုသွားပါတော့တယ်။တင်ပေါ်သားတွေရဲ့အော်ဟင်းနေတဲ့ကြားကနေစိုက်ဘက်တယောက်ပစိန်နဲ့အသက်ငယ်လေးရဲ့ကျိုးကိုဖျက်ချလိုက်ပါတော့တယ်။ အသက်ကလေးကပင်လယ်ထဲပြုတ်ကျသွားတဲ့အတွက်ဒေါသထွက်နေတဲ့ဘာရုံးကတော့စိုက်ဘက်ကိုတိုက်ခိုက်ဖို့ပြေးလာခဲ့ပေမဲ့တခြားသူတွေကတားဆီးခဲ့ကြပါတယ်။ဒါမှမဟုတ်အသက်ကလေးကလိုင်းလုံးနေအောက်မှာစက္ကန့်ပိုင်းအတွင်းပစ္စည်းသွားတာကိုမြင်လိုက်ရတဲ့သင်္ဘောသားတွေကတော့စိုက်ဘက်ပြောတာမှန်ကန်ကြောင်းသိသွားခဲ့ကြပါတယ်။အချင်းတွေတည်ငြိမ်သွားတဲ့အခါမှာတော့အသက်ကလေးကပင်လယ်အတွက်အရန်တင်းငယ်ပေမဲ့ဒီသင်္ဘောကတော့ညရောက်ရင်နေမြုံမှာဖြစ်ကြောင်းစိုက်ဘက်ကပြောပြခဲ့ပါတယ်။အနည်းဆုံးကျုံးစီကိုဘေးကင်းစွာရောက်ဖို့အတွက်လေယောက်ကပဲ့ကိုခိုင်းတွေ့ဖို့နဲ့ နောက်လျောက်ကတော့ယေရှုဆက်ကိုထိမ်းပြီးခရမုတ်ဖို့လိုတဲ့ကြောင်းလေးရှင်းပြခဲ့ပါတယ်။နောက်ဆုံးမှာတော့တင်မောသားတွေကသူ့အတွေ့အကြုံတွေကိုတက်တည်ပြခဲ့တဲ့စိုက်ဘက်ရဲ့ညွန်ကြားချက်တွေကိုလိုင်းနာခဲ့ကြပါတယ်။တနည်းမှာတော့ဘာနီနဲ့သူ့ရဲ့လုပ်ဖို့ကံဘက်တွေဟာပြင်းထန်တဲ့မုံတိုင်းကြားမှာစိတ်ကန်းကိုရောက်လာခဲ့ကြပါပြီ။ပင်လယ်ကနေခုမှပြန်လာတဲ့မျိုးသားတစ်ယောက်ကတင်မောခရယာတန်ကြားလိုက်ရပြီးတင်မောတစဉ်ဒုက္ခရောက်နေတာကိုဝေးကနေမြင်လိုက်ရတဲ့ကြောင်းပြောပြခဲ့ပါတယ်။ ဘာနီကသူ့ရဲ့လုပ်ဖို့ကံဘက်တွေကိုချာတန်စကန်ကိုပြန်ခေါ်သွားခဲ့ပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ပန်နေတန်ကသူ့စကန်ကနေ10ကီလိုမီတာအကွာမှာပစ္စည်းခဲ့တဲ့တင်မောဖြစ်ကြောင်းသိလိုက်ရပါတယ်။တနည်းရဲတင်မောနှစ်ဆင်းပစ္စည်းတာကမကြုံစဘူးထူးခြားတဲ့အခြေအနေဖြစ်ပြီးတော့သူ့အဖွဲ့ကလည်းကြီးမားတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။စိန်ထဲမှာပဲဘတ်စတွန်နဲ့နန်ဒိုကိုစကန်တွေက ဖော်မာဆကိုကယ်ဆယ်ဖို့အတွက်ရှိသမျှတင်မောတွေအားလုံးကိုဈေးလွှတ်ထားခဲ့ပြီးဖြစ်ပါတယ်။ခက်ခဲတဲ့အခြေအနေကိုသဘောပေါက်တဲ့ကလပ်ကဘာနီကိုလူစုပြီးတော့ CG 36500တင်မောပေါ်တက်ဖို့အမိပေးခဲ့ပါတယ်။ဗာနီကသူ့မိတ်တိုင်းလဲလို့တဲ့ခါမှာတော့တချို့ဖွဲ့ဝင်တွေကသူ့ကိုအရင်ကယ်ဆယ်ရေးကနေကံကောင်းထောက်မှပြီးတော့အသက်ရှင်ခဲ့တာတောင်ဘာကြောင့်တည်ငြိမ်နေနိုင်ခဲ့တာလဲလို့အမိခဲ့ကြပါတယ်။ဗာနီကတော့ဒီပင်လယ်ပြင်ကိုကောင်းကောင်းတည်ကြောင်းနဲ့ဘာရီပဲကြုံတွေ့ပါစေသူအကောင်းဆုံးလှုပ်ဆောင်သွားမှာဖြစ်ကြောင်းအာမခံခဲ့ပါတယ်။တော်ဖို့လူစုတဲ့အခါမှာတော့ဂက်ကသွားခြင်းခဲ့ပေမဲ့တော်တော်ပြားနေတဲ့အတွက်မလိုက်နိုင်ပဲနေခဲ့ရပါတယ်။အဲဒါကြောင့်ကန်းကြီးသောတပ်သား၃ယောက်ဖြစ်တဲ့ Richard and Dean Arvin တို့ကဘာနီနဲ့ပူးပေါင်းခဲ့ကြပြီးတော့ထွက်ခွာဖို့ပြင်ဆင်ခဲ့ကြပါတယ်။အဲဒီချိန်မှာပဲမီရီယန်ကတခုခုမားနေတယ်လို့ခံစားမိပြီးတော့ဘာနီနဲ့စကားပြောဖို့စကမ်းကိုဖုံးဆက်ခဲ့ပါတယ်။ဟောနန်ကိုကြားလိုက်ရပေမဲ့ဘာနီမှာပြန်ပြေဖို့အချိန်မရှိဘဲနဲ့ကယ်ဆယ်ရေးမရှင်ကိုလှုပ်ဆောင်ဖို့အတွက်အပြေးထွက်သွားခဲ့ပါတယ်။အချိန်ထဲမှာပဲဘန်နေတန်ရဲ့အခြေအနေကလင်းမြန်ကိုဆိုးရွားလာခဲ့ပါပြီ။ကြီးမားတဲ့လိုင်းလုံးတွေကတင်မောကိုရိုက်ခတ်နေတဲ့အတွက်မြုပ်လူနီးပါတိမ်းဆောင်းသွားစေကရေတွေကလည်းတင်မောရဲ့ဝင်လာကဘဲချင်းမဆိုနှမြုပ်တော့မဲ့အန်နေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ ီရန်ကတော့ဂျက်တန်စကန်ကိုရောက်လာခဲ့ပြီးဘာနီရဲ့လုပ်ဖို့ကံပက်တွေနဲ့တွေ့ဆုံကသူ့ချက်သူကဒီလိုအန်ဒီရဲ့များတဲ့မရှင်ကိုတွားခဲ့ကြောင်းသိလိုက်ရတဲ့အတွက်ဒေါသထွက်သွားခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဘန်နန်နေဘောကလူတွေအားလဲလိုင်းလုံးတွေကြောင်းတင်းမောမှောက်မသွားအောင်ပဲ့ထင်းတဲ့တန်ကြိုးတွေကိုတင်းတင်းကြပ်ကြပ်ကိုဆွဲထားခဲ့ရပါတယ်။ဒါမဲ့လေအရာမနိုင်လုံးကြီးကဒင်မော့ကိုရိုက်ခတ်ပြီးတော့ရေတွေဝင်လာတဲ့အခါမှာတော့လော်တက်တွေပါဝင်ပစ္စည်းတွေကလည်းရေနဲ့တူမျောပါသွားခဲ့ကြပါတယ်။လမ်းကြောင်းကြီးချောင်းကလည်းဒင်မော့ဘေးပောင်ကိုရိုက်သွားကအပေါက်ကြီးပေါက်သွားတဲ့အတွက် ဇိုက်ဘက်ကတင်မော့ကိုထိန်းချုပ်ဖို့ခက်ခဲလာပြီးတော့သူတို့ကလည်းစိတ်ပြေအားငယ်ပွဲရာအခြေအနေကိုကြုံတွေ့ခဲ့ရပါတယ်။ဘာနီကတော့ပင်လယ်ပြင်ကြီးတစ်ခုကိုဖျက်ကျော်တော့မှာဖြစ်ကြောင်းမီရီယန်ကတိလိုက်ရတဲ့အတွက်စိတ်ပူပန်လာခဲ့ပါတယ်။တခြားသူတွေကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့လည်းသူကကလပ်ရဲ့ရုံးခန်းထဲဝင်သွားခဲ့ပါတယ်။ကလပ်ကသူ့ကိုဘာနီပြောဘူးတော့မင်းကလီမန်ဖမ်းမိသွားခဲ့ပြီးတော့သူ့ရဲ့မင်္ဂလာပွဲစီစဉ်တွေဟာလည်းသူနဲ့ဘာမှမဆိုင်ကြောင်းနဲ့ခွင့်ပြုချက်တောင်းတာကပုံမှန်လုံထုံးလုံဒီတသက်သာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒါမဲ့လည်းမီရီယန်ကကလပ်အားဘင်းလေးကိုနားမလဲပဲနဲ့ဘာလို့ဘာနီကိုဒီလိုအန်နီများတဲ့မရှင်ကိုဆေးလို့ရတယ်လဲဆိုပြီးမြေလိုက်တဲ့အခါမှာတော့အငြင်းပွားခဲ့ကြပါတယ်။သူကဘာနီနဲ့ဘွဲကိုချက်ချင်းပြန်ခေါ်ဖို့တောင်းဆိုခဲ့ပေမဲ့လည်းကလပ်ကတော့စိတ်ပြည့်သွားပြီးတော့သူ့မကိုမောင်းထုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒေါသထွက်သွားတဲ့မီရီယန်ကစကန်းကနေထွက်သွားခဲ့ပြီးတော့သူ့ရဲ့ကားစီကိုသွားပါလို့ရတယ်။အချိန်ပြင်းပြင်းနဲ့မောင်းနေနေတော့မှပဲလမ်းကရေခဲနေတဲ့အတွက်ကားကလည်းလမ်းကျော်သွားပြီးတော့တိုက်မိသွားကသူကလည်းကားထဲမှာပြိမိနေခဲ့ပါတယ်။ တနေရာမှာတော့ဘာနီနဲ့သူ့ဖွဲ့ကလေငယ်လေးတစ်စင်းပေါ်ရောက်နေခဲ့ပြီးတော့လေပြင်းတိုက်ခတ်မှုတန်းကိုလည်းခံစားနေခဲ့ရပါတယ်။ကပတိန်ဖြစ်တဲ့ဘာနီကစတီရာယင်ကိုကင်ပြီးတော့ဂျန်နဲ့လူတွေကတော့လိုင်းလုံးကြီးတွေကိုစောင်းကြည့်ဖို့တဲ့အပြင်ကုန်းဘက်ရဲ့ရှေ့ဆုံးမှာထိုင်နေခဲ့ကြပါတယ်။ဒီနောက်မှာတော့အာဗင်ကဘီယာတွေနေအောင်လို့ဆိုပြီးတော့တချင်းတစ်ပုတ်စဆူခဲ့ပြီးတော့သူ့ရဲ့ဘွယ်သားတွေကလည်းလိုက်ဆူခဲ့ကြပါတယ်။ဒါမဲ့လည်းသူတို့တတိမထားမိခင်မှာပဲပင်လေကြီးရဲ့လိုင်းတွေကရိုက်ခတ်လာခဲ့ပါတယ်။ ရုတ်တရက်လိုင်းလုံးကြီးတွေကသူတို့ရဲ့လေငယ်လေးကိုအင်အားကြီးမားစွာရိုက်ခတ်လိုက်ပြီးသူတို့ကိုလည်းထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်။အာမင်နဲ့ရီချတ်တို့ကလိုင်းတွေကြားမှာကုန်းဘက်ဘော်ကနေပြုတ်ကြမတော့အောင်တနင်္လာမြတ်တင်းတင်းကြပ်ကြပ်ဆုပ်ကန်ထားခဲ့ရပါတယ်။ဒီမှာတော့ဘာနီကလေကိုရှေ့ဆက်မောင်းခဲ့ပြီးတော့ပင်လယ်ပြင်မှာတတိကြီးကြီးထားကမောင်းနေခဲ့ပါတယ်။သူကလိုင်းလုံးကြီးတစ်ခုကိုကျွမ်းကျင်စွာကြော်လွားခဲ့ပေမဲ့လည်းတန်လိုက်အိမ်ရောက်ပျောက်သွားတာကိုသိလိုက်ရပါတယ်။ပိုဆိုရာကတော့အင်ဂျင်ကလည်းပြင်းသွားခဲ့ပြီးတော့အန်ဒီကလည်းပြင်ဖို့စူးစမ်းခဲ့ရတာပါ။ ရုပ်တည်နောက်ထပ်လိုင်းလုံးကြီးတစ်ခုကရှေ့မှာပေါ်လာတဲ့အခါမှာတော့လိုင်းကိုဖြတ်ကျော်ဖို့အတွက်သူတို့မှ9စက္ကန့်ပဲအချိန်ကြာမှာတော့လေ။ကံကောင်းစွာပဲအင်ဂျင်ကအချိန်မီပြန်လို့လာခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ဘာနီကလင်ငယ်လေးကိုထောင်တက်လာတဲ့လိုင်းလုံးတွေကြားကနေကျွမ်းကျင်စာမောင်းနေပြီးတော့အန်နေများတဲ့ပင်လယ်ပြင်ကိုလည်းဖြတ်ကျော်နိုင်ခဲ့ပါတယ်။ညာလေးရောက်လာတဲ့အခါမှာတော့ဘန်နေတဲ့ပေါ်ကရေဆုပ်ဆက်တစ်ခုကလည်းလှုပ်လှုပ်တာရက်သွားခဲ့ပါပြီ။ဆိုင်ဘက်တယောက်မြန်သွားစစ်ဆေးခဲ့ပြီးရေတွေကိုထုတ်ပြဖို့အတွက်ကျန်တဲ့ရေဆုပ်ဆက်အားလုံးကိုအသုံးပြုဖို့သူ့ဖက်ကိုပြောခဲ့ပါတယ်။ ။သုံးပြုနေချိန်မှာတော့ဆိုးဆက်တွေမပြစည်းအောင်သူကကလုတ်ကိုပြင်ခဲ့ပါတယ်။ရေကအင်ဂျင်ကိုရောက်ဖို့အတွက်ဘေးဝက်ခန့်တာလိုတော့တဲ့အတွက်သူတို့ကတင်းမောကို30ဒီဂရီလှည့်ပြီးတော့နောက်ပြန်ဆုပ်ခဲ့ကြကရှေ့မှာရှိတဲ့လိုင်းလုံးကြီးတွေအတွက်ပြင်ဆင်ခဲ့ကြပါတယ်။မကြာခင်မှာပဲတင်းမောအောက်ကြီးကကြောက်တုံးတွေကိုတီးမိပြီးတော့တင်းမောကလည်းပြင်းပြင်းထန်ထန်ကိုတုံ့ကာသွားပါတော့တယ်။သူတို့ကဘာမှမဖြစ်ခဲ့ပေမဲ့ရေစုပ်ဆက်တည်တဲ့ရေမွေအောင်နဲ့အင်ဂျင်ရဲ့ပါဝါကိုထိမ့်သိမ်းထားဖို့အတွက်အတတ်နိုင်ဆုံးစ조사လုပ်ဆောင်ခဲ့ကြပါတယ်။ဒီချိန်ထဲမှာပဲကားပစ္စည်းသွားတဲ့မီရီယန်ဟာလမ်းလေကောင်မှာအကူအညီတောင်းနေခဲ့တာပါ။ မကြခင်မှာပဲကလေးနှောက်တဲ့သူမောင်းလာတဲ့မျိုးသမီးတယောက်ကရက်ပြီးတော့မီရီယန်ကိုလိုက်ဖို့ပြိမဲ့ကြောင်ပြောကသူရဲ့ကိုကမီရီယန်ရဲ့ကားကိုပြင်ပေးနိုင်ကြောင်ပြောခဲ့ပါတယ်မီရီယန်တယောက်ဂျန်တန်စကန်းကိုသူ့ချစ်သူဘာနီကိုလာတွင်ရောင်းနေကြောင်ရှင်းပြလိုက်တဲ့အခါမှာတော့အဲ့ဒီမျိုးသမီးကဘာနီကိုမှတ်မိနေခဲ့ပါတယ်ဘန်နီတန်ပေါ်မှာဒင်မော့သားတွေကဒင်မော့ကိုတင်းညော်လို့ဖို့တန်းတန်းညများကြိုးစားလှုပ်ဆောင်နေခဲ့ကြကရုန်းကန်နေခဲ့ရပါတယ်ဝေယုံသုံးကအချိန်မှာဘာရောကဒေါသထွက်လာခဲ့ပြီးတိုင်းတွေကသူတို့ကိုနောက်ပြန်တွန်းနေကြောင်းညှိတွားကာ ဆိုင်ဘက်ကိုအတိမတ်ပြုခံခြင်းနဲ့တွေ့ဒါတွေလုံနေတာဖြစ်တဲ့ကြောင်းလဲဆွဲဆွဲခဲ့ပါတယ်။တင်မော့ဘော်ကလူအများစုလို့ဇနီးမယားသားသမီးမရှိတဲ့ဆိုင်ဘက်ဟာဘာမှဆုံးရှုံးစရာမရှိတဲ့အကြောင်းကိုလည်းသူကလောင်ပြောင်ခဲ့ပါတယ်။ဆိုင်ဘက်ကတော့သူလဲသူတို့လိုပဲအကြောင်းနေအကြောင်းနဲ့သူ့အသက်ကလည်းတခြားသူတွေရဲ့အသက်လိုပဲတန်ဖိုးရှိတဲ့အကြောင်းကိုထုတ်ပြောခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘာနီနဲ့သူ့ရဲ့လုပ်ဖို့အကံပဲတွေကတိုင်းပြည်ချာမှရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။ဒီနောက်မှာတော့သူတို့က channel စကန်းကိုဆက်သွယ်ခဲ့ပေမဲ့လည်းသူတို့ကရှင်းရှင်းလင်းလင်းကြားနေရပေမဲ့ ်အော်ပရေတာကသူတို့ကိုနားမထောင်နိုင်တဲ့အတွက်စိတ်ပြေသွားခဲ့ပါတယ်။ CG 36383တင်းမော့ကလည်းလေဗီယာနဲ့နင်းနေကြအရန်အနေနဲ့များတဲ့အတွက်ကယ်ဆယ်ရေးကိုဆက်မလုပ်တော့ကြောင်းသတင်းရရှိခဲ့ပါတယ်။လိုင်းတွေအရန်များလာတဲ့အတွက်သူတို့ကပြန်လဲတင့်ပြီးတော့ထင်ခဲ့ပေမဲ့ဘာနီကတော့ဒီလောက်ထိရောက်လာပြီးပြီဖြစ်တဲ့အတွက်မရှင်ကိုလက်လျှော့ဖို့ညှဉ်းဆန်းခဲ့ပါတယ်။နောက်တစ်ခါမှာတော့မီရီယန်ကသူ့ကိုကူညီခဲ့တဲ့အမျိုးသမီးရဲ့အိမ်ကိုရောက်လာခဲ့ပြီးတော့ရေဒီယိုဖွင့်လိုက်တဲ့အခါမှာတော့ဘော့စတွန်ကန်းဂျီဆောင်တပ်ကဖော်မာဆာတင်းမော့စီကိုရောက်သွားတဲ့ကြောင်းသိလိုက်ရပါတယ်။ ရောရစားမှုအတွင်းသင်္ဘောသားလေယောက်ကတည်ဆုံသွားခဲ့ပြီးတော့ဂျန်တဲ့လူတွေကအေးဒဏ်ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ရှာဖွေမှုကိုနောက်တစ်မိနစ်မှာဆက်လုပ်မယ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မီရန်ကရေဒီယိုပေးလိုက်တဲ့အချိန်မှာပဲအမျိုးသမီးကဝင်လာခဲ့ပြီးတော့ဘာနီကလူကောင်းတယောက်ဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။ဒူမရဲ့ဝင်လွန်သွားတဲ့ခင်မွန်းကလည်းနန်တူကက်အနီးမှာငါးဖန်းနေနဲ့ရင်းနှစ်သွားတဲ့ခါမှာတော့ဘာနီနဲ့သူ့ဖွဲ့ကသူ့ကိုကယ်တင်ဖို့တာဝန်များစူးစမ်းခဲ့ကြကြောင်းရှင်းပြခဲ့ပါတယ်။ဗန်နီတန်တင်မော့ကတော့ကြောက်တန်းပေါ်ကနေတပြေးပြေးနဲ့အောက်ကိုပြုတ်ကျလာခဲ့ပါပြီ။ မောသားတွေကလည်းအားယူကမ်းမှာအကူအညီစောင့်နေတော့ရေတွေကအင်ဂျင်ကန်နဲ့အထိကိုဝင်လာခဲ့ပြီးတော့အင်ဂျင်ရပ်သွားတဲ့အခါမှာတော့မီးစက်တွေလည်းပစ္စည်းကအပြင်ကမီးတွေလည်းပိတ်သွားခဲ့ပါပြီ။အဲဒါကြောင့်ကမ်းခြေဆောင်တပ်တွေကဒင်းမောကိုမြင်ရဖို့ပို့ပြီးတော့ခက်ခဲသွားခဲ့ပါပြီ။ခက်ခက်ခဲရုန်းကန်ပြီးတဲ့နောက်မှာတော့ဗာနီရုပ်ဖွဲ့ကနောက်ဆုံးမှာဘန်နက်တန်ကိုလမ်းမြင်လိုက်ရတဲ့အတွက်တပြင်းချခဲ့ကြပါလေ။ဒင်းမောဘော်ကလူတွေလည်းသူတို့ကိုမြင်လိုက်ရပြီးတော့မုံတိုင်းကိုဆွန်စားပြီးတော့သူတို့ကိုကယ်တင်ခြင်းနဲ့လူတွေရှိနေတဲ့ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဝမ်းသာသွားခဲ့ကြပါလေ။ ။ဒါမဲ့လည်းဘာနီရဲ့လင်ငယ်လေးကလူစနစ်ယောက်ပဲဆန့်ပြီးကယ်ဆယ်ရမယ့်လူရေတွက်ကများနေခဲ့တဲ့အခါမှာတော့ပြဿနာဖြစ်နေခဲ့ရပါပြီ။ဘန်နန်တန်ဘောကသင်္ဘောသားတွေဟာလည်းအကြောင်းမဲ့ဖွဲ့ပင်လေတဲ့ကိုခုံချပြီးတော့လေဘော်ရောက်ဖို့အတွက်စူးစမ်းနေခဲ့ကြပါတယ်။ပါနီတောက်လီကိုပိုနီအောင်မောင်းနေနေတော့မှာပဲအာဗင်နဲ့အန်ဒီရောကတော့တင်းမောသားတွေကိုရေခဲရေထဲကနေစူးစမ်းဆွဲတင်ခဲ့ကြပါတယ်ဒီနောက်မှာတော့အေဒန်ဆိုတဲ့မျိုးသားတစ်ယောက်ကတုံရင်နေခဲ့ပြီးတော့ပင်လယ်ထဲခုံချဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဆိုင်ဘက်တယောက်သူနာကိုရောက်လာခဲ့တဲ့အခါမှာတော့ဒေတာကနေဖြည်းဖြည်းချင်းစင်းဖို့အတွက်တိုက်တွန်းပါတော့တယ်။နောက်ထပ်သင်္ဘောသားတဦးဖြစ်တဲ့တိုင်နီကလည်းရှေ့ကိုတက်လာပြီးတော့တူတော်လုံးနိုင်တဲ့အတွက်ဘသူမဆိုလုံးနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။တိုင်နီကဒွေမွန်နေဘက်နဲ့လီဂယ်လီစီကိုတိုက်ရိုက်ခုန်ချခဲ့တာပါ။ဒါမဲ့လေတင်မောကြီးကလိုင်းတွေကြောင့်တုံခါသွားတဲ့အခါမှာတော့သူကတင်မောကိုရင်းနဲ့ရိုက်မိပြီးတော့ရင်းနဲ့ကတည်ဆုံသွားခဲ့ပါတယ်။ကျောင်းဝက်ဖွဲ့မြင်ကုန်းကိုမြင်လိုက်ရတဲ့အခါမှာတော့လူတိုင်းကလည်းတုံလို့သွားခဲ့ကြပါတယ်။အဲဒါကြောင့်ဒီကားကိုဆွဲကင်ထားဆဲဖြစ်တဲ့အေရန်ကပို့ပြီးတော့ကြောက်လန့်သွားခဲ့ပါပြီ ိုင်နောက်ဆက်ဘက်ကအက်ဒန်ကိုအားပေးပြီးလှငယ်လေးစီကိုတက်တက်ခုန်နေအောင်လို့အသင့်ပြင်ဆင်ဖို့ချက်ပြခဲ့ပါတယ်။ကြောင်းလန့်နေတဲ့ကောင်လေးကလည်းနောက်ဆုံးမှမျက်စိစုံမိကခုန်ချလိုက်တဲ့အခါမှာတော့ဘာနီရဲ့ဖွဲ့သားနှစ်ယောက်ကစီပန်းလိုက်တဲ့အတွက်ပြေးကင်းသွားခဲ့ပါတယ်။တင်ငယ်လေးကလူရင်းနဲ့ပြင့်နေပြီဖြစ်တဲ့အတွက်ရစ်ချတ်ကပြန်သွားပြီးတော့နောက်ရင်မှကယ်ဆယ်ရေးကိုဆက်လုပ်ဖို့အကြံပေးခဲ့ပါတယ်။ဒါမှမဟုတ်ဘာနီကတော့ငင်းဆန်ပြီးတော့ဘန်နတန်ကမင်းနဲ့ပိုင်းတွင်နှမြုပ်တော့မှဖြစ်တဲ့အတွက်အကုန်လုံးကိုလေဘော်ဆင်းခဲ့ဖို့ပြောခဲ့ပါတယ်။ အကုန်လုံးကဘာနီရဲ့လီဘော်ကိုရောက်လာခဲ့ပြီးတော့ဘာရောင်းနဲ့စိုက်ဘက်သားပန်နေတန်ရဲ့ကုန်းဘက်ပေါ်မှာကျန်နေခဲ့ပါတယ်။ဘာရောင်းကစိုက်ဘက်ကောင်းဆောင်မှုကိုကြီးကျူးခဲ့ပြီးတော့သူကနောက်ဆုံးထွက်ခွာသူဖြစ်တဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။တစုံတော့ခဲ့တဲ့တိုင်ဒီကလွဲပြီးတော့ဂျန်နဲ့ဖွဲသားအားလုံးကလီဘော်ကိုပေးကင်းစွာရောက်ရှိခဲ့ကြပါပြီ။ဘာနီရဲ့ဖွဲကလည်းတင်မောသား32ယောက်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီးတော့မကြာခင်မှာပဲပန်နေတန်တင်မောကလည်းသူတို့မျက်စိရှိမှာပဲလင်းမြန်စွာနှိမ်ယောက်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲမီဒီယံတယောက်ဂျက်တန်စကန်ကိုပြောင်းလာတဲ့အခါမှာတော့သူ့ရဲ့ကလပ်နဲ့အဖွဲ့သားတွေကရေဒီယိုကနေပါနေတဲ့တံကိုကြားလိုက်ရပါတယ်။သူကဘန်နန်ဘော်ကတင်မောသားတွေကိုအောင်မြင်စွာကယ်တင်ခဲ့ကြောင်းသတင်းပို့ခဲ့ပေမဲ့လည်းကံကောင်းစွာနဲ့သူ့ရဲ့တန်လက်အိမ်မြောင်ပျော်ဆုံးသွားပြီးပြေကြောင်းကိုတော့ပြောခဲ့ပါတယ်။အဲဒါကြောင့်ဂလုံးကစိုးရိမ်သွားခဲ့ပြီးတော့အိမ်ပြန်လန်းကိုရှာဖို့ဖြစ်နိုင်ဘူးလို့တွေးထင်နေခဲ့ကြပါတယ်။ဒီရောက်မှာတော့ကလပ်ကဘာနီကိုရှေးမြောက်ဘက်9မိုင်ကွာကပေါ်လော်မီပြတင်မောစီသွားပြီးတော့အသက်ရှင်ကျန်ရဲ့သူအားလုံးကိုခြာပြေးဖို့အမိပေးခဲ့ပါတယ်။ ဒါမဲ့လည်းဘာနီကနားမထောင်ဘဲနဲ့ရေဒီယိုကိုပိတ်ပစ်လိုက်တဲ့အတွက်စကန်းကလူတိုင်းကလည်းအံ့ဩသွားခဲ့ပါတယ်။ရုတ်တရက်စကန်းတွေကမိတွေလည်းပြတ်သွားပြီးတော့တမျိုးလုံးပါဝါပြတ်တော့သွားတဲ့အတွက်ဘာနီတို့အဖွဲ့ကမျိုးစီကိုပြန်မောင်းဖို့ပို့ပြီးတော့ခက်ခဲလာမယ်လို့သူတို့ကထင်ခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲဘာနီကတော့ပင်လယ်ကိုပို့တည်တဲ့အတွက်သူတပ်မှုရဲ့အမိန့်ကိုမနာခံခဲ့တာပဲဖြစ်ပါတယ်။ဒေါ်သားတို့ကလေကဘယ်ဘက်ကတိုက်နေခဲ့ပြီးတော့ပန်နန်နန်မြုပ်သွားတဲ့အတီပဲဖြစ်ပါတယ်။အခုတော့လေကညာဘက်ကတိုက်နေခဲ့ပါပြီ။ ဒါကြောင့်ဗာနီကသူ့ရဲ့ဥဒိယာကိုယုံကြည်ပြီးတော့ကန်ယိုရန်ကမိရေတိုင်သွားခဲ့ကခီးတဲ့အားလုံးကိုလည်းသူ့ကိုယုံကြည်ဖို့ပြောခဲ့ပါဗါးဗာနီကသူ့တို့ကိုလေကိုရေစီးကြောင်းတန်းရောသွားပါစေလို့ပြောခဲ့ပြီးဘလောက်ဝေးဝေးမျောပါစေကန်းကိုရောက်နိုင်တယ်ဆိုရင်ကြာမရှိတဲ့ကြောင်းရှင်းပြခဲ့ပါဗါးဝန်တိုင်းညင်သွားရင်သူတို့ကလည်းကုန်းကောကမိရေကိုကြည်ပြီးတော့ကန်းကန်နိုင်မှာပဲဖြစ်ပါတယ်လူထဲမှာတော့မီရန်နဲ့မျိုးသူမျိုးသားတွေကကားရီနဲ့စေကန်းကိုမောင်းလာခဲ့ကြပြီးဗာနီကိုလမ်းညွန်ပေးနိုင်အောင်လို့ကားရှိမိရေဖွင့်ထားခဲ့ကြပါတယ် ရီရန်ကပင်လယ်ကိုစိုက်ကြည့်ရင်းနဲ့သူ့ရဲ့အနာဂတ်ခင်မွန်းပြန်လာမယ့်အချိန်ကိုလည်းစောင့်နေခဲ့ပါတယ်။ရှီလျာပြည်အစ်စ်တက်ကီးတစ်ခုအဆုံးမှာတော့ဗာနီနဲ့သူ့ရဲ့ဖွယ်သားတွေကမျောလင်းချက်လင်းရောင်လေးတစ်ခုကိုမြင်လိုက်ရပါပြီ။သူတို့ကရေစီကြောင်တိုင်းလိုက်လာခဲ့ကြပြီးတော့တောက်ပစွာလင်းလက်နေတဲ့ကန်ဆက်ကိုလည်းတွေ့လိုက်ရပြီးတော့အဲ့ဒါကသူတို့ရဲ့အိမ်လည်းဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့လင်းငယ်လေး CG 36500ကစိတ်ကန်းကိုပေးကင်းစွာရောက်ရှိလာပြီးတော့ဒူရန်ကလည်းကပတိန်ဗာနီရဲ့အောင်မြင်မှုကိုအော်ပါပေးခွန်ပြုခဲ့ကြပါတယ်။ စိတ်တသာရသွားတဲ့ခီးရဲတွေကလည်းဆင်းသွားခဲ့ကြပေမဲ့ဘာနီကတော့လုံးဝပင်ပန်းနွမ်းနေနေခဲ့ပြီးတော့လေပေါ်မှာချန်နေခဲ့ပါတယ်။ဒါကြောင့်မီဒီယံကလေပေါ်တက်ကသူ့ကိုဝမ်းမြောက်ဝမ်းသာပွေဖက်လိုက်ပြီးတော့ပြန်လည်ပေါင်းစည်းခဲ့ကြတဲ့ဇနီးမောင်နှံကမကြခင်ကျင်းပမဲ့မင်္ဂလာဝေကြောင့်ဆွေးနွေးရင်းနဲ့လေပေါ်ကနေဆင်းလာခဲ့ကြပါတယ်။မီဒီယံကကလပ်ကိုခွင့်ပြုချက်တောင်းခဲ့ကြောင်းပြောလိုက်တဲ့အခါမှာတော့ဘာနီကပုံမှန်လှုပ်ထုံးလုံးနီးတက်တက်သာဖြစ်ကြောင်းပြောပြီးတော့ရေမောခဲ့ပါတော့တယ်။နောက်တစ်ခါမှာတော့ကယ်ဇယ်ရဲ့နောက်ဆက်တွဲဖြစ်ရမယ့်တပ်ပုံတွေကိုပြခဲ့ပါတယ်။ လာကြမှာတော့ဘာနီနဲ့မီရန်တို့လက်ထပ်ခဲ့ကြပြီး2009ခုနှစ်မှာဘာနီကွယ်လွန်တဲ့အချိန်အထိသူတို့ဇုံတွေက58နှစ်ကြာပျော်ရွှင်စွာအတူတူတန်ခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့ထူးခြားတဲ့ရဲစွမ်းသတ္တိကြောင့်ပဲဘာနီနဲ့သူ့အဖွဲ့ကအသက်ကယ်ဆယ်ရေးရွှေစိတ်စုနဲ့ချင်းမြင့်ခြင်းကိုခံခဲ့ရပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံနီနားဆင်ပေးခဲ့ကြတဲ့တူချင်းဆိုင်ကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။